မင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကျတော့လေမကြာခဏအမေးများတဲ့အသုံးလဲရမ်းများတဲ့စကားပြောတယ်ဆိုတဲ့နေရာမှာအသုံးပြုတယ် speak talk say tell okay အဲ့ဒီလေးခုရဲ့ကျွန်တော်ကကိုပြချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်အရင်ဆုံးကိုကျွန်တော်တို့ speak okay စကားပြောတာပေါ့နော် ဲ့တော့ကျွန်တော်တို့ speak ကိုပေါ့နော်အဓိကအနေနဲ့ဘယ်မှာအသုံးပြုလဲဆိုလို့ရှိရင် तू က formal तू ကကျွန်တော်ရုံးသုံးပေါ့နော်ရုံးသုံးဆန်းဆန်းစကားပြောတဲ့အခါမှာလို့ရှိရင်လို့ရှိရင် speak ကိုသုံးတယ် now language ability ဘာသာစကားတွေနဲ့သက်ဆိုင်ပြီးတော့ပြောတယ်ဆိုတဲ့အခါမှာဆိုလို့ရှိရင် speak ကိုသုံးတယ်နောက်တစ်ခုကျွန်တော်တို့ serious communication တရားတရားပေါ့နော်ဆက်သွားတဲ့အခါမှာအလေးနဲ့ဖြစ်တဲ့ပေါ့နော်စကားပြောတဲ့ပုံစံတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က speak ကိုသုံးတာဖြစ်ပါတယ်ရှင် okay เนาะအဲ့တော့သူရဲ့ structure ရဆိုလို့ရှိရင် speak plus language ဒါမှမဟုတ်ရှင် speak plus two plus person okay เนาะအဲ့တော့ဥမာအနေနဲ့ဆိုလို့ရှိရင် i speak english ငါကအင်္ဂလိပ်စကားပြောတယ်တဲ့နောက်ဥမာအနေနဲ့ဆိုလို့ရှိရင် can i speak to your manager ငါမေးရ manager နဲ့စကားပြောလို့ရမလားတဲ့လဲလေးလေးနဲ့ဖြစ်တဲ့ပုံစံဖြစ်တာပေါ့နော်နောက်ဥမာအနေနဲ့ဆိုလို့ရှိရင် she spoke clearly at the meeting သူမက meeting မှာပေါ့နော်စကားကိုရှင်းရှင်းလင်းလင်းပြောသွားခဲ့ပါတယ်တဲ့ okay ဒါတွေက speak ရဲ့အသုံးလေးဖြစ်ပါတယ်နော်ဟုတ်ကဲ့နောက်ကျွန်တော်တို့နံပါတ်2ကကြတော့ talk okay သူ့ကိုကျွန်တော်အဓိကဘယ်လိုနေရာမှာသုံးပြလဲဆိုလို့ရှိရင်ကျွန်တော်သူက informal မြန်မာစကားကျွန်တော်နေ့စဉ်ပုံမှန်သုံးသမဲရိုးကြပေါ့နော်စကားရေးပြောတဲ့အခါမှာအသုံးပြတယ်နောက်ပြီးတော့ friendly conversation အမို interaction ပေါ့ဒါပေမဲ့တော့ကျွန်တော်ပေါပေါရွေပေါ့နော်အဲတငယ်ချင်းနဲ့ခင်းခင်းမင်းမင်းပေါ့နော်ပေါပေါရွေပေါ့နော်အလေးနဲ့မဖြစ်ဘဲနဲ့အဲ့လိုပို့ပို့ပါလေးတွေပြောတဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့က talk ကိုသုံးပါတယ်တဲ့နှုတ်နှစ်ဖက်အပြန်လည်ပြောတဲ့ခါမှာပေါ့နော်ကျွန်တော်တို့က talk ကိုသုံးတာဖြစ်ပါလေရှင့် okay နော်အဲ့တော့သူ့ရဲ့ structure ရဆိုလို့ရှိရင်ကျွန်တော်တို့က talk to ဒါမှမဟုတ် talk plus person ဒါမှလို့ရှိရင်ကျွန်တော်တို့က talk about plus topic okay နော်အဲ့တော့ဥမာအနေနဲ့ဆိုလို့ရှိရင် i need to talk to you now ငါနေနဲ့အခုစကားပြောဖို့လိုလေတဲ့နောက်ဥမာအနေနဲ့ဆိုလို့ရှိရင် they talked with friends for hours သူတွေရလေတငယ်ချင်းနေနဲ့အချိန်တော်တော်ကြီးကြာအောင်စကားပြောခဲ့ကြတယ်တဲ့နောက်ဥမာအနေနဲ့ဆိုလို့ရှိရင် let's talk about your trip ဘယ်ရခီးကြောင့်မတို့ပြောရအောင်တဲ့ โอเคเนาะဒါလည်းကျွန်တော်တို့ talk အကြောင်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့နောက်ကျွန်တော်တို့နံပါတ်3 say သူကလည်းစကားပြောတဲ့ဆိုတဲ့နေရာမှာအသုံးပြုတယ်เนาะဟုတ်ပါပြီရှင်သူ့ရဲ့အဓိပ္ပာယ်ဘယ်လိုဖြစ်မလဲဆိုတော့လေသူကကြတော့ပြောတဲ့စကားလုံးတွေပေါ်မှာကျွန်တော်ကအလေးပေးအသားပေးပြီးတော့ဗောနော်ဆိုတော့စကားလုံးပြောတဲ့စကားလုံးတွေကိုအလေးပေးပြီးတော့စကားပြောတယ်လို့ပြောတဲ့အခါမှာဆိုလို့ရှင်ကြတော့ say ကိုအသုံးပြုတာဖြစ်ပါတယ်ရှင်โอเคเนาะအဲ့တော့သူရဲ့ structure အနေနဲ့ဆိုလို့ရှိရင်ကြတော့ say plus words ဒါမို့ရင် say plus two plus person ဥမာအနေနဲ့ဆိုလို့ရှိရင် she said that she was tired သူမကပင်ပန်းနေတယ်လို့သူမပြောခဲ့တယ်ဒီမှာပင်ပန်းနေဆိုတဲ့စကားလုံးကိုသူကအလေးပေးပြီးပြောချင်တာပေါ့ okay နော်နောက်ဥမာအနေနဲ့ဆိုလို့ရှိရင် what did you say to him မင်းသူ့ကိုဘာနေပြောခဲ့တာလဲအစကလုံးတွေကိုအလေးပေးပြောတဲ့ပုံစံပေါ့နော်အဲ့တော့စကလုံးတွေကိုအလေးပေးအသားပေးပြီးပြောချင်တဲ့ဆိုလို့ရှိရင်ကျွန်တော်စကားပြောတယ်လို့ပြောတဲ့အခါမှာ say ကိုသုံးတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်နောက်ဆုံးနံပါတ်၄ စကားပြောတယ်ဆိုတဲ့ခါမှာအသုံးပြုတယ် tell okay အဲ့တော့သူ့ကိုကျွန်တော်အဓိကနေနဲ့ဘယ်လိုနေရာမှာအသုံးပြုလဲဆိုလို့ရှိရင်လေသူကကျတော့ကျွန်တော် information သတင်းချက်လက်တွေ instruction ညွှန်ကြားချက်တွေပေါ့နော်အဲ့လိုမျိုးတွေပေးတဲ့ခါမှာပြောတဲ့ခါမှာဆိုလို့ရှိရင် tell ကိုသုံးမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်က story ပေါ့ပုံမြင်တွေပေါ့နော်ပြောပြတဲ့ခါမှာဆိုလို့ရှိရင်လည်းကျွန်တော်က tell ကိုသုံးပါတယ်ตุ้มมาจ้ะเราเนี่ยเจอรู้ว่าดีပြောတယ်ပေါ့เนาะလူဘုတ်ကိုတယောက်ကမဖြစ်မနေပေါ့ကိုပါပေးရပါတယ်เนาะโอเคအဲ့တော့ကျွန်တော်တို့ structure အနေနဲ့ဆိုလို့ရှိရင် tell plus someone plus something ဥမာနေနဲ့ဆိုလို့ရှိရင် he told me the answer သူကငါ့ကိုအဖြေပြောပြခဲ့တယ်တဲ့နောက်ဥမာနေနဲ့ဆိုလို့ရှိရင် please tell him the truth သူအမှန်တရားပြောပြလိုက်ပါတဲ့ကျေးဇူးပြုပြီးတော့နောက်ဥမာနေနဲ့ဆိုလို့ရှိရင် she told us a story သူကငါ့ကိုကိုမြင်တစ်ပုဒ်ပြောပြခဲ့တယ်ဟုတ်ကဲ့အဲ့တော့ပေါ့နော်ကျွန်တော်တို့စကားပြောရဲဆိုတဲ့အခါမှာအသုံးပြုရဲ speak talk say tell โอเคအဲ့ဒီလေးခုရဲ့ကွန်ပျူတာလေးကိုရှင်းသွားပြီထင်ပါတယ်ရှင်အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်